ကမ္ဘာရွှေစေးဒေါ်လာ4020ကျော်ဖြင့်စံချိန်တင်မြင့်တက်ပြီးပြည်တွင်းစေးပါ လိုက်သက်လားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကိုဘာရွှေစေးတောင်းစားကိုဒေါ်လာ4020ကျော်နဲ့စံချိန်တင်မြင့်တက်လာထားကြောင်းပြည်တွင်စေးပါ82သိန်းကျော်အထိမြင့်တက်လာထဲလို့ရွှေစေးကအတွင်းကတည်ရပါထိပြီးခဲ့တဲ့အပတ်ကာလာသူက တောင်းစားကို3869ဒေါ်လာသာရှိခဲ့တဲ့ကိုဘာရွှေစေးဟာဒီကနေ့မှတော့4029ဒေါ်လာဝန်းကျင်အထိရှိလာခဲ့ပါထိ ဒါကြောင့်တပတ်တာတွင်တောင်စာကို99ဒေါ်လာအထိ မြင့်တက်ခဲ့ပြီးကမ္ဘာအရေးအခြေအနေတွေကြောင့်မြင့်တက်ခဲ့တဲ့အတွက်အများရန်ဈေးမြင့်နေမဲ့အခြေအနေမရှိဘူးလို့ရွှေဈေးကွက်ကျွမ်းကျင်သူကဆိုပါတယ်ဒါတတို့ရွှေရည်ညွန်စေတမတ်ရေးကော်မတီရဲ့ဒီကနေ့ရည်ညွန်စေကားထော့တချက်သားကို59သိန်း9000နဲ့ဈေးဖွင့်ထားတယ်လို့သိရပါတယ် ။ဒီတွင်ငွေလဲနှုံတွေလဲတပတ်သာအတွင်းဒေါ်လာကို40ကျပ်အထိမြင့်တက်ခဲ့ပြီးဒီကနေ့မှပဲအမေရိကန်ဒေါ်လာကို4050ကျပ်အထိရှိနေပါထိန်။ဒါကြောင့်မြန်မာရွှေဈေးဟာလဲတပတ်သာအတွင်းတစ်ချက်သားကို2300အထိလိုက်ပါမြင့်တက်လာခါတစ်ချက်သားကို82300နဲ့ရှိနေပြီးရွှေဈေးကွာထဲမှာတော့ဝဲလိုအားထက်ရောက်လို့အများနေထဲတို့သိရပါထဲရှင်။